မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမြန်မာစစ်ကောင်စားဖိုးချုပ်မှုကြီးမင်းအောင်လိုင်ဟာအနာရှင်နိုင်ငံတနိုင်ငံဖြစ်တဲ့ဘယ်လာရုစ်နိုင်ငံမင်းစ်မြို့ကိုရောက်ရှိနေပြီးဘယ်လာရုစ်မြန်မာစီးပွားရေးဖိုရမ်ကိုတက်ရောက်နေတဲ့အကြောင်းဘယ်လာရုစ်အခြေစိုက်ဘယ်လာရုစ်နျူးစ်သတင်းမှာဖော်ပြပါဗျာ ဒီဖိုရမ်မှာတော့ဘလာရုစ်နိုင်ငံဒုတိယဝန်ကြီးချုပ်ယူရီရှူလေးကိုနဲ့မြန်မာစစ်ကောင်းဆောင်တို့ကအထက်လေးလုပ်ငန်းလက်ဝတ်ရည်တနာခီးသွားလုပ်ငန်းတရိတ်ဆန်မွေးမြူရေးနဲ့ငါးဖမ်းလုပ်ငန်းတွေဆွေးနွေးသွားမှာဖြစ်ပြီးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီချက်လက်မှတ်ရေးထိုးမယ်လို့လည်းဆိုပါတယ် စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်ကတော့နှစ်နိုင်ငံခန်းနာဆောင်ပူးပေါင်းဆောင်ရွက်မှုတွေအားကောင်းလာစေဖို့အဓိကအဖြစ်စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကဘယ်လားရုစ်နိုင်ငံခီးစဉ်ရဲ့ရည်ရွယ်ချက်ဖြစ်တယ်လို့လည်းပြောပါရယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီအာဘော်သတင်းတွေမှာအသေးစိတ်ဖော်ပြထားတာမတွေ့ရသေးသလိုမြန်မာစစ်ကောင်းဆောင်ဟာဘယ်လားရုစ်နိုင်ငံမှာဘလောက်ကြာလှည့်ပတ်မယ်ဆိုတာကိုလည်းမသိရသေးပါဘူး ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာစစ်ကောင်းဆောင်မင်းအောင်လိုင်ဟာဘယ်လာရုစ်နိုင်ငံသားရေးဝန်ကြီးမက်ကဆင်ရိုင်ဇန်ကော့ဖ်နဲ့နေပြည်တော်မှာတွေ့ဆုံခဲ့ပြီးနိုင်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြပါသေးတယ်ရှင်။မြန်မာညညရဲ့အစိုးရ NUG လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ပြည်အောင်စုဒုဝန်ကြီးခွန်ပဟန်းထံတာဝန်ကနေအနားယူသွားတယ်လို့ NUG ထုတ်ပြန်ချက်အရသိရပါဗျ။ ဒုဝန်ကြီးခွန်ပဟန်းထံကိုတာဝန်ကနေအနားယူခွင့်ပြုလိုက်တဲ့အကြောင်းအန်ယူဂျီအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကမတ်လ9ရက်နေ့မှာအမိန့်စာထုတ်ပြန်လိုက်တာဖြစ်ပြီးဘာကြောင့်တာဝန်ကနေအနားယူသွားတယ်ဆိုတာကိုတော့အသေးစိတ်ဖော်ပြခြင်းမရှိသေးပါဘူး။ကိုဗဟန်တဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ရန်ခန် M တက္ကသိုလ်ကနေနိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့မဟာပွဲရရှိထားသူတယောက်ဖြစ်ပါတယ် ခွန်ဗဟန်တဟာကယန်းပြည်သက်ပါတီအတွက်ပြည်ရင်းပြည်ပမဟာမိတ်ဆက်ဆံရေးတာဝန်ခံဖြစ်ကိုးစားပြုဆောင်ရွက်ခဲ့သူဖြစ်သလိုဆရာနာရှင်စနစ်ဆက်ကျင်ရေးနဲ့စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြောင်းစုပေါ်ပေါက်ရေးဒီဇိုင်းမမတ်ဆောင်ရွက်လာသူလည်းဖြစ်ပါရဲ့ရှင်။ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF အရှိုကဖမ်းဆီးရမိခဲ့တဲ့စစ်တုံးပန်း20ကျော်ထဲမှာစစ်မှုထမ်းဖို့စုဆောင်းခံခဲ့ရသူ12ယောက်ထိပါဝင်ပြီးနိုင်ငံအနှံ့ကစုဆောင်းထားသူတွေဖြစ်တယ်လို့ CDF အရှိုရဲ့ပြန်ကြားရေးတာဝန်ခံဆလိုင်းယူချင်းက TV ကိုပြောပါတယ်ဖေဖော်ဝါရီလ24ရက်နေ့ကနေ26ရက်နေ့အထိနေရီကန်လေးချောင်းရံကောက်ွယ်တက်ကအကကင်းစခန်းတွေကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်23ယောက်ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ် သူတို့ကိုစစ်ဆေးမြင်းမြန်ချက်အရပြည်သူစစ်မှုတမ်းဥပဒေနဲ့စစ်သားတေဖြစ်စုဆောင်ခြင်းခံရသူ12ယောက်တိပါဝင်နေကမြမပြည်အောက်ပိုင်းဒေသတွေကအများဆုံးစုဆောင်ခံရသူတွေဖြစ်တယ်လို့သိရပါဗျ။ ဖမ်းမိတဲ့စစ်တုံးပန်းတွေကစစ်မှုထမ်းအဖြစ်စုဆောင်းခံရသူတွေဟာအသက်16နှစ်ကနေ35နှစ်အတွင်းဖြစ်တယ်လို့သိရပါဗျ။2024ခုနှစ်ကစပြီး CDF အရှိုကဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်သားအရေးအတွက်ဟာဒီကနေ့အထိဆိုရင်200နီးပါးအထိရှိနေပြီးဖမ်းဆီးရမိသူတွေကိုနိုင်ငံတကာစစ်တုံးပန်းဥပဒေနဲ့အညီထိန်းသိမ်းထားတယ်လို့ CDF အရှိုစီကသိရပါဗျ။ ပြောင်းရီကကြားဖြန့် online ငွေလင်ကိုင်းတွေမှာခိုင်းစေခံနေရတဲ့တရုတ်နိုင်ငံသား456ဦးကို March 6ရက်နေ့ကထိုင်းကနေတစင်ပြန်ပို့လိုက်ပြီး၄ရက်ဆက်တိုင်းတရုတ်1493ဦးကိုပို့ပေးသွားမယ်လို့ Kenya စောင့်တပ် PDF တပ်မှုကပြောပါရယ်။မောင်တူးပေးပို့ထားပါရယ်ရှင်။ဟုတ်ကဲ့ပါ။တရုတ်နိုင်ငံသားကြားဖြန့်ဝန်ထမ်း456ဦးကို March 6ရက်နေ့ကပြန်ပို့ပြီးမှ BGF တပ်မှုကတရင်တော်ဒီကိုအခုလိုပြောလိုက်တာပါ။ ကျွန်တော်ဟိုတရုတ်နိုင်ငံသားပေါ့နော်တရုတ်နိုင်ငံသားဟိုကျွန်တော်တို့အခုဟိုဒီမော့အာပြန်ပို့တာပေါ့ဟုတ်ပြန်ပို့တာတရားနဲ့မှာကျွန်တော်တို့ဘူးသက်ဆိုင်ရာတာဝန်ရှိသူတွေကိုကျွန်တော်လာပြီးအနက်ပြီးတာဟိုဘော6ကြီးကနေစပေါ့နော်ဒီဒီ6ရက်နေစတယ်9ရက်နေ10ရက်နေ9ရက်နေဒီပေါ့အဲဒီ၄တုတ်၄တုတ်ကိုဟိုတရက်မှာအာလင်းရ6ခေါက်အာဒီ6ရက်နေမှာ6ခေါက်9ရက်နေမှာ6ခေါက်10ရက်နေမှာ6ခေါက် ့6ရက်နေ့မှာတစ်ခေါက်အားလုံးစုစုပေါင်းဒီနေ့6ရက်နေ့မှာဆိုလို့ရှိရင်456ကြားပြက်လစားကန်ဖြစ်ခဲ့ရတဲ့တရုတ်လူမျိုးတွေကတော့ပြန်ဖို့မခံရမီအချိန်ကအခုလိုပြောသွားခဲ့ကြတာပါအခုလက်ရှိကေဆိုတဲ့အကြောင်းရင်းဒီနချက်ဆက်သက်ကိုလည်းအရင်ကြီးစုတင်ပါတယ်ပြီးတော့သူ့အနေနဲ့သူ့ရဲ့အခုလက်ရှိနိုင်ငံတရုတ်နိုင်ငံသားမှာရှိတဲ့တငယ်ချင်းတွေပဲဖြစ်မိတ်ဆွေတွေပဲဖြစ်ဖြစ်အဲတကယ်ပြီး online မှာရှိတွေ့နေခဲ့တဲ့ဒီ ကောင်းစင်တစ်ခုခုကိုဒီညမှာတမိုကြီးတဲ့ပစ္စည်းကိုလာယူဟန်ဒီဖြစ်စေလက်တစ်ခုခန်ဒီဖြစ်စေလာစကောင်းကောင်းနဲ့ခေါ်ဒီဖြစ်စေကိုမယုံကြည်ပါနဲ့ပေါ့အဲ့ဒါကိုလည်းအထူးကျေးဇူးတင်ပါတယ်တဲ့အခုလို့၄ရက်ဆက်တိုက်တရုတ်နိုင်ငံသား1493ဦးကိုပြန်ပို့လိုက်ပြီးတဲ့နောက်ကြံနေမဲ့9000ကျော်လောက်ဟာနိုင်ငံပေါင်း26နိုင်ငံတို့ကဖြစ်ပြီးလူဦးရေအများဆုံးဟာတရုတ်နိုင်ငံကဖြစ်တယ်လို့ဆိုပါတယ်ကျွန်တော်တော့ဟိုအားလုံးဟို နဲ့9နိုင်ငံเนาะ9နိုင်ငံ29နိုင်ငံမှာအခုလက်ရှိကတော့ဟိုအချိန်နဲ့သွားနေတာတော့ကျွန်တော်တို့ဒီတရုတ်နိုင်ငံသွားတယ်နောက်ပြီးတော့အင်္ဂလိပ်နိုင်ငံသွားတယ်ပေါ့เนาะအခု channel တန်ရုံနေလဲကျွန်တော်ချိတ်ဆက်ထားပါတယ်အဲကျွန်တော်တို့ဒီအဲမှာဆိုလို့ရှိရင်တော့အအနေဆုံးကတော့ကျွန်တော်တို့ဂျပန်ပေါ့เนาะဂျပန်အနေဆုံးတရောက်ရှိမယ်အဲအဲ့ဒါဟို ဂါနာတို့ကာစစ်တန်တို့အဲ့ဒါတွေကတော့နေတယ်နေတယ်ဆိုတယောက်စားမယောက်စားပေါ့အများဆုံးကတော့တယောက်အများဆုံးတယောက်ကပါဒုတိယတော့အင်ဒိုနီးရှားပေါ့ဒါကြောင့်နောက်ထပ်၃ရက်စက်တိုက်လဲမြောက်ဝီကနေမဲဆောက်လေရင်ခွင်းကတစ်ဆင့်တရုတ်ပြည်ကို ပြန်ပို့ကြအောင်မှာပါဒီလိုအချိန်မှာပဲထိုင်းဘက်ကနေလောင်စာစီတွေနဲ့လျှက်စစ်စွမ်းအင်ကို ပိတ်ထားစေမှုမြောက်ရီမြို့ကန်ပြည်သူတွေ ကျမ်းမာရေးနဲ့ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာအခက်အခဲဖြစ်နေကြကြောင်းလဲပြောဆိုသွားခဲ့ကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ မကွေးတိုင်းပခုတ်ကူမြို့နယ်ပခုတ်ကူကံမလမ်းပိုင်းကညောင်ချစ်ပင်ကြေးရွာစစ်ကောင်စီစစ်စေးရေးဂိတ်တခုကိုမတ်လ6ရက်နေ့မနက်9:00နာရီခွဲလောက်ကတိုက်ခိုက်ခံခဲ့ရပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်2ယောက်သေဆုံးခဲ့ကာ2ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ပခုတ်ကူသူရင်တပ်ဖွဲ့စီကတည်ရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောတိအင်အား90လောက်အထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီစစ်စေးရေးဂိတ်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား၂ယောက်သေဆုံးခဲ့ကပြူစောတိအမျိုးသား၁ယောက်နဲ့အမျိုးသမီး၁ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သူရင်တပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက DVB ကိုပြောပါရတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးတဲ့အခြေအနေကို DVB ကတိကျအတည်မပြုနိုင်သေးပါဘူးရှင်။ ARD တိုင်းတွင်စားသုံးစီအယောင်ဆိုင်တွေအနေနဲ့တရားမဝင်ဈေးမြင့်ရောင်းချတဲ့အခါအေးအေးယူခံရမှာဖြစ်ပြီးစစ်ကောင်စီလောက်ကံပူပေါင်းစစ်ဆေးရေးအဖွဲ့ကလိုက်လံစစ်ဆေးတာတွေလှုံ့ဆော်နေတယ်လို့စားသုံးကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေစီကသိရပါဗျ။မတ်လ9ရက်နေ့နဲ့6ရက်နေ့ကတရားမဝင်စားသုံးစီတွေရောင်းချခြင်းရှိမရှိလိုက်လံစစ်ဆေးခဲ့တယ်လို့ဆိုပါရယ်။ရဲရီပါတဲ့အဖွဲ့ကလာစစ်ဆေးတာဖြစ်ပြီးတရားမဝင်တည်သွင်းတဲ့စီတွေမရောင်းဖို့ပြောသွားကြောင်းနဲ့ရောင်းတာတွေ့ရင်ဖမ်းဆီးအရေးယူမှာဖြစ်ကြောင်း စားတုပ်ကုံရောင်းချတဲ့ဆိုင်တွေကိုပဲတီးတန့်ဆစ်ဆေးပြီးစားစီတွေကိုဈေးတက်ရောင်းတာမလုပ်ဖို့ပြောသားတယ်လို့ငပူတော်မြို့စားတုပ်ကုံပစ္စည်းရောင်းဝယ်လုပ်ငန်းရှင်တဦးကပြောပါတယ်။ဆစ်ဆေးမှုကိုငပူတော်၊တာပေါင်း၊ပသိန်း၊ဟင်းသရ၊ဖြာပုံး၊ကြိုက်လက်စားရည်မြို့နယ်တွေမှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။ဒီဗီယိုမြင်တဲ့ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့အငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်